င်းစားဖြစ်ခဲ့တဲ့ခြေောက်တစ်ဖက်ကြောင့် ဒေါ်လာတန်းကြီးချမ်းသာခဲ့တဲ့သူဒီဗီဒီယိုထဲမှာတွေ့ရတဲ့လူကတော့အယိုးကင်ဆာကိုခံစားနေရတဲ့သူဖြစ်ပါတယ်ကင်ဆာအဆင့်၃ခီရောက်လာခဲ့တာကြောင့်ကင်ဆာဖြစ်နေတဲ့သူ့ရဲ့ခြေထောက်တစ်ဖက်ကိုဖျက်ထုတ်ခဲ့ရပါတယ်ဒီလိုနဲ့သူခြေထောက်တစ်ဖက်မရှိတော့လို့အင်မတန်စိတ်သက်သာဆင်းနေခဲ့ပါတယ်နောက်ပြီးခြေထုဝယ်တက်မယ်ဆိုရင်လည်းခြေထုကတစ်ချောင်းကိုဒေါ်လာ၂00ကျော်တောင်ကုန်ကျမှာဖြစ်ပါတယ်ဒီကုန်ကျစရိတ်ကိုကြီးလိုက်ုံနဲ့တင်တာမန်လူလန်းစားတွေအတွက်တော့လမ်းလျှောက်ဖို့ဆွလွတ်လိုက်ရတာနဲ့အတူတူပါပဲဘာကြောင့်လဲဆိုရင်တော့ခြေထုဖို့မတက်နိုင်ရင်လမ်းမလျှောက်ုံပဲရှိပါတော့ တယ်ဒါပေမဲ့ဒီလူကတော့သူတက်ထားတဲ့လက်သမားပညာကိုအသုံးချပြီးတစ်သားချောင်းတစ်ချောင်းကို6တောက်တစ်ဖက်မှာခြေတူးအနေနဲ့တက်ဆင်သုံးဆွဲဖို့အကြံရခဲ့ပါတယ်သူကသူ့ခြေတောက်တိုင်းကိုတစ်သားပေါ်မှာတေချာတိုင်းယူပြီးတော့တစ်သားရဲ့ထောက်နေရာတွေအပေါ်ဘက်တွေအောက်ဘက်တွေကိုလည်းတည်တည်ချာချာလေးအချိုးကင်လိုက်ပါတယ်ပြီးရင်တော့ခြေတောက်ကတဲနိုင်မဲ့အပေါ်ပါဆုံးအနေထားထိရောက်အောင်ပြုလုပ်လိုက်ပါတယ်ခြေတောက်ကိုအစစ်နေရာမှာလည်းတောက်တောင်ကြီးဖြစ်မနေအောင်လို့စပရင်လေးနဲ့တေချာပြုလုပ်လိုက်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူကဈေးသက်သာပြီး ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ခြေတူလေးနဲ့လမ်းလျှောက်သွားနိုင်ပါပြီဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လေးလုပ်ခဲ့ကြပါအောင်နော်